မိတ်ဆက်စီးပွားရေးလုပ်တဲ့အခါအမြဲတမ်းပြိုင်ဘက်တွေနဲ့နဗန်းလုံးနေရတာကိုငင်းငွေ့တာဒါဆိုရင်တော့ဒီစာအုပ်လေးကိုဖတ်ကြည့်ပါအဲ့တော့ဒီစာအုပ်ကလူတော်တော်များများမြင်မှုပြီးသားစာအုပ်ဖြစ်ပါလိမ့်မယ်မြန်မာလိုဘာသာပြန်လဲထွက်ထားပါတယ်အခုကျွန်တော်ပြောပြပေးမှာဒီစာအုပ်ရဲ့ summary ပေါ့နော် book summary နဲ့မဟုတ်ပါစာအုပ်အနှစ်ချုပ်လည်းမဟုတ်ပါ book review လည်းမဟုတ်ပါ ။ဒါဆိုရင်ဘာကိုပြောမှာလဲဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပါတော့ခင်ဗျ။အောင်ဝမင်းလာပါ CC နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ CY နဲ့ marketing ဘိုင်းတွေကို sharing လုပ်ပေးနေတဲ့အောင်ကုန်ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာလုပ်လို့ရမလဲဆိုတဲ့အဓိကဆွဲထုတ်ထားတဲ့အချက်လေးတွေကိုညွှန်ပြပေးချင်တာဖြစ်ပါတယ်။ဒီစာအုပ်ကတင်ပြတဲ့အကြောင်းအရာတွေမှာနံပါတ်1ကျွန်တော်ကြိုက်တာကတော့အသစ်တွေကိုဖန်တီးပါဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကတစ်ခုခုလုပ်လို့ရှိရင်ဗျာအများနဲ့လုပ်ငန်းကပုံစံရှိတယ် เนาะအဲ့လိုပုံစံတူရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကပို့ပြီးတော့ပြိုင်ဆိုင်ရတယ်အဲ့လိုမပြိုင်ညင်လို့ရှိရင်ကိုက creativity ပေါ့เนาะအစ်အစ်အစ်ကြီးတီထွင်ပန်တီးနိုင်မို့လို့လေကျွန်တော်ဟိုးအရှိအဝါဗီဒီယိုတွေမှာလည်းပြောခဲ့ပြီဥပမာ 1D ရဲ့ဖောက်တယ်မလို့လေ노စီပေါ့เนาะအဲ့တော့ကျွန်တော်တို့노စီတော့노စီပဲဒါပေမဲ့သူများလည်းမတူတဲ့ပုံစံတစ်ခုကိုစဉ်းစားလိုက်တယ်ဒါဟာသူ့အတွက်အားသာသွားစီတဲ့အကြောင်းအချက်လည်း တစ်ခုဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတစ်ခုခုလုပ်တဲ့အခါသူများနဲ့မတူပဲအစ်စ်ပါလုပ်နိုင်တယ်ဒါကိုကျွန်တော်တို့စဉ်းစားလို့ရပါတယ်ဒီတိုင်းမဲ့သဘောတရားတူတာနောက်တစ်ခုကကြတော့သူများနဲ့မတူတဲ့နည်းပညာဒါကျွန်တော်တို့ဥပမာညီမပြည့်ရဲ့ဥပမာနဲ့ပြောမယ်ဆိုကွန်းရဆိုင်ကြီးအများကြီးရှိတယ်ဒါပေမဲ့တချို့သောကွန်းရဆိုင်ကြီးရဲ့ထုံးကအရင်မှတ်တယ်အရင်ကောင်းတယ်အဲ့တော့ထုံးကောင်းလို့ပွားပြီးတော့စားကြတယ် ဲ့ဒီထုံးစက်နေရသူ့ရဲ့သူများနဲ့မတူနေပြညာဒါမျိုးပေါ့เนาะကျွန်တော်တို့လုပ်ငန်းမှာလည်းသူများနဲ့မတူတဲ့အရာတစ်ခုသူများတွေ లై တူပါဘူးမဖြစ်နိုင်တဲ့အရာတစ်ခုဘာရှိမယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့လုပ်နိုင်မှရှိမယ်အဆင်ပြေတယ်လုပ်ငန်းတွေအနေနဲ့ లై လုပ်ဖို့နည်းနည်းခက်တဲ့ကိစ္စမော်နိုပိုလီကိစ္စသူကဒီမှာမော်နိုပိုလီဖြစ်အောင်လုပ်ခိုင်းတာပါတယ်မော်နိုပိုလီဆိုတာကဘာဈေးဘောပေါ့လဝါကြီးအောင်တော့ကိုကအကောင့်ကြီးတဲ့ကြီးအောင်လုပ်သွားတာကိုကလုံးဝအုပ်စီးပြီးတော့လုပ်တာ အဒါတွေကစကားမပြောမယ်ဆိုရင်တော့ဗျာထားပါတော့ Google တို့ PayPal တို့ဒါမျိုးတွေတို့ရှိတာပေါ့အဲ့ဒါကလည်းနည်းကြီးတယ်ကွာလုပ်ငန်းငယ်တွေအတွက်ကြတော့ Monopoly လုပ်ဖို့မဖြစ်နိုင်ဘူးဘာလို့လို့ရလဲဆိုလို့ရှိရင် Niche Market ပေါ့နော်တကယ်အသေးစိတ်ကြတဲ့ Market တွေတခုပေါ်တော့ရွေးပြီးတော့လုပ်လို့ရတယ်ပြီးတော့ရှိတယ်ဒါကတော့တွဲဝိုက်ပြီးတော့ရတယ်ပေါ့နော်ဒါကဒီစာအုပ်တွေကကျွန်တော်ရတယ်အချက်လက်လေးတွေ Make sure အနေနဲ့လည်းဒီဟာလေးတွေကကိုယ်လုံငန်းမှာအတူတူပြီးတုံးလို့ရမယ်လို့ထင်ပါတယ် ဒီစီစဉ်လေးကိုမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားရသလိုရှိရင်မိတ်ဆွေတို့နောက်ထပ်သိကျင်တဲ့စာအုပ်တွေကိုလည်း comment ရေးခဲ့လို့ရတယ်ကျွန်တော်အားရင်အားသလိုဖတ်ကြည့်ပြီးတော့ဗီဒီယိုလေးတွေပြန်လုပ်ပေးသွားမယ်အဒီစာအုပ်လေးကကျွန်တော်ဖတ်လည်းဖတ်ပြီးသွားပြီဆိုတော့မိတ်ဆွေတို့ okay ပွင့်နေတဲ့လက်ဆောင်ပေးပါမယ်ဒီစာအုပ်လေးကိုလိုချင်တဲ့ဆိုရင်ဒီဗီဒီယိုလေးကို share ပါ comment မှာ share ထားတဲ့ screenshot လေးကိုမှတ်ငယ်ပေးပါကျွန်တော်အိမ်နိုင်ရာရောက် delete ပေးပါမယ် delete ကတော့ပေါ့ခံပေးပါဗျာအဲ့တခုပြောတဲ့အကြီးကဒီစာအုပ်ကဗမာလိုမဟုတ်ဘူးเนาะအင်္ဂလိပ်လိုကြီးထားတာပါဟုတ်ကဲ့ပါဒီနေ့တော့ကတော့ဒီလောက်ပါပဲခင်ဗျကျွန်တော်နောက်ဗီဒီယိုနဲ့တွေ့ on get bien